မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 5ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးအခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကြာဆုံးပြီးတော့အရာရှိကြီးများဖမ်းဆီးခံရရကြောင်းအကြမ်းဖက်ဇုံမဲလုံးကဒီကနေ့မနက်ပိုင်းမှာဝန်ခံပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂတ်စ်လ3ရက်နေ့ကစတင်ပြီးတော့ MNDA ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့များကလားရှိုးကိုစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ2ရက်နေ့အရှိမြောက်တိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့တပ်မတော်စစ်ဆေးရုံကို MNDA တပ်များကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဩဂတ်စ်လ3ရက်နေ့ညနေ6နာရီခွဲအချိန်အထိကိုအရှိမြောက်တိုင်းစစ်ဌာန ချုပ်ကအရာရှိကြီးများနဲ့အဆက်အသွယ်ရရှိခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့အခုအချိန်ထိကိုဆက်အသွယ်ရေးလုံးဝပြတ်တောက်သွားတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာအရာရှိကြီးများဖမ်းဆီးခံရတယ်လို့သိရှိရကြောင်းအကြံဖတ်ဇော်မဲလုံးကပြောဆိုထားပါတယ်။အရှိမောက်တိုင်းစစ်ဌာနချုပ်ကိုကဲမှုအောက်မှာရှိတဲ့တိုက်ရင်တပ်ဖွဲ့များအနေနဲ့ရန်သူကိုအစွမ်းကုန်ခုခံခဲ့ပါတယ်။ရွရွချွန်ချွန်အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ိုင်းစစ်ဌာနချုပ်ရဲ့တရင်တပ်ဖွဲ့ဌာနချုပ်တွေမှာမိသားစုဝင်အမျိုးသမီးများကလေးငယ်များအယက်သားများပါရှိနေတာဖြစ်လို့ပြစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းဆောင်ရွက်ခဲ့ရတာတွေရှိပါတယ်။တချို့သောရဲမေများဟာစစ်သည်များနဲ့တန်းတူမဆုတ်တမ်းတိုက်ပွဲဝင်ခဲ့ပါတယ်။ရဲမေများမိခိုသူမိသားစုဝင်များလည်းတေဆုံးခဲ့ရပါတယ်။အရှိမျောက်တိုင်းစစ်ဌာနချုပ်ကရာရှိကြီးများဟာတိုက်ပွဲကိုအနီးကပ်ကုတ်ခဲ့ပြီးတော့ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။အရှိမျောက်တိုင်းစစ်ဌာနချုပ်ကရာရှိကြီးများနဲ့ဩဂတ်စ်လ3ရက်နေ့ညနေပိုင်း 6နိုင်ခွဲအချိန်အထိကိုဆက်သွယ်မှုရရှိခဲ့ပြီးတော့ယခုအချိန်အထိကိုဆက်သွယ်မှုပြတ်တောက်နေခဲ့ပါတယ်အတီးပြူစဲသတင်းများအရာအရာရှိကြီးတချို့ဖမ်းဆီးခံထားရကြောင်းသိရှိရပါတယ်လို့အကြမ်းဖက်ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်လက်ရှိမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဟောင်းဗိုလ်ချုပ်စိုးတက်တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်တန့်ထင်စိုးအမတ်တက်စကခမှူးဗိုလ်မှူးချုပ်မျိုးမင်းထွေးတို့ကို MNDAA ကအရှင်ဖမ်းဆီးရရှိထားပြီးတော့၎င်းတို့ရဲ့ဓာတ်ပုံများလည်း ထွက်ပေါ်လျက်ရှိတယ်လို့သိရပါတယ် MNDAA ကဇူလိုင်လ25ရက်နေ့မှာလာရှုံမြို့နယ်တစ်ခုလုံးကိုသိမ်းပိုက်ရရှိခဲ့ပြီလို့ကြေညာခဲ့ပြီးတော့ဩဂတ်စ်လ3ရက်နေ့မွန်လွဲပိုင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်နယ်မြေနဲ့ပင်မရုံးချုပ်ကိုသိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်လက်ရှိမှာလက်နက်ချတဲ့စစ်တီနဲ့တပ်မိသားစုဝင်ပေါင်းထောင်ထဲခြေပြင်ရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကိုကန့်တိုင်းရင်းသားတပ်မတော်နဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့ထိုးစစ်တွေကြောင့်ရှမ်းပြည်နယ်လမ်းရှုံးမှာရှိတဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ကိုလက်လွတ်လိုက်ရတဲ့အချိန်မှာအာရင်ချိနဲ့နေတဲ့အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဦးစီးတဲ့စစ်ကောင်စီကိုရုရှားနိုင်ငံကစစ်ကူပေးပါရန်ပြည်တော်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ကဋ္ဌဖြစ်သူခင်ရီကလူသိရှင်ကြားမြစ်တာရက်ခံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရုရှားနိုင်ငံပါစပုတ်နစ်သတင်းဌာနရဲ့တွေးဆုံမေးမြန်းခန်းမှာ၎င်းကအခုလိုမျိုးမြစ်တာရက်ခံလိုက်ခြင်းဖြစ်ကြောင်းမနေ့ကအဲ့ဒီသတင်းဌာနကဖော်ပြခဲ့ပါဗျာ အာနာရှင်သမရဗလာဒီမာပူတင်ဦးဆောင်တဲ့ရုရှားနိုင်ငံရဲ့ဥပဒေအရရုရှားလုံခြုံရေးတပ်ဖွဲ့များဟာမြန်မာနိုင်ငံမှာရှိတဲ့အကြမ်းဖက်မှုတိုက်ဖြတ်ရေးမှာပါဝင်နိုင်ကြောင်းနဲ့မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကိုင်ပဋိပက္ခကိုအကြမ်းဖက်မှုအဖြစ်နဲ့အတိမတ်ပြုပေးပါရန်ခင်ဤကိုကိုးကားပြီးတော့တရင်ရေးသားထားတာကိုတွေ့ရပါတယ်ကျွန်တော်တို့ရဲ့နိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေမှန်ကိုနားလည်ပေးရန်နဲ့ရုရှားထံမှာကျွန်တော်တို့ကိုအထောက်အပံ့ပေးရန်ကျွန်ုပ်တို့တောင်းခံပါတယ် နောက်ပြီးတော့ကျွန်ုပ်တို့ဟာနိုင်ငံရေးပါတီဖြစ်တဲ့အလျောက်အကြမ်းဖက်မှုတိုက်ဖြတ်ရေးအတွက်ရုရှားနိုင်ငံကကျွန်တော်တို့ရဲ့မဟာမိတ်ညီညွတ်သောရုရှားပါတီနဲ့လည်းအတူရှင်တွဲပြီးတော့ကြိုးပမ်းသွားပါမယ်လို့ခင်ဂျီကပြောဆိုခဲ့ကြောင်းသတင်းမှရေးသားထားပါတယ် ကျန့်ဖို့ဩက္ကဋ္ဌခင်ရီဟာအာနာရှင်ဟောင်းတန်းရွှေရဲ့ခင်မှာရဲချုပ်ဟောင်းအဖြစ်နဲ့တာဝန်ယူဘူးသူလည်းဖြစ်ပြီးတော့2010ခုနှစ်မှာစစ်တပ်ကစိတ်တန်းကြချဲလေကျင်းပခဲ့တဲ့ရွေးကောက်ပွဲကနေတဆင့်ပမ္မရဖြစ်လာတဲ့ဘိုးချုပ်ကြီးဟောင်းသိန်းစိန်ရဲ့လက်ထံမှာလည်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်လာတဲ့သူဖြစ်တယ်လို့သိရပါတယ်။မင်းအောင်လိုင်းအာနာသိမ်းပြီးတဲ့နောက်မှာအဲ့ဒီယာရုကိုပြန်လဲရရှိခဲ့ပြီးတော့ကျန့်ဖို့ပါတီခေါင်းဆောင်ပိုင်းအားမင်းအောင်လိုင်းရဲ့အမိန့်နဲ့2022ခုနှစ်နှစ်ကုန်အပြောင်းလဲလှုပ်ချိန်မှာ ဘိုးချုပ်ဟောင်းတန်းထေးကပါတီခေါင်းဆောင်အဖြစ်ကနေပြီးတော့ဖယ်ရှားခံရကခင်ဤကပါတီရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်2015ကနေ2021ခုနှစ်ဇန်နဝါရီလအထိကြံ့ခိုင်ရေးဒုဥက္ကဋ္ဌတအုပ်အဖြစ်နေလဲဇက်မြုပ်နေထိုင်ခဲ့တဲ့ခင်ဤဟာအဲ့ဒီကာလအတွင်းမှာအစိုးရကိုတိုက်ခါချတဲ့ဆန္ဒပြပွဲများတတ်ထောက်ခံပွဲများကိုဥဆောင်ပြီးတော့စီရင်ခဲ့တယ်လို့အတွင်းသိဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးသိန်းကပြောဆိုထားပါဗျ။ ဦးသိန်းဆိုင်တမရအဖွဲ့မှာတမရရုံးဝင်ကြီးဟောင်းအဖြစ်နဲ့တာဝန်ယူဘူးတဲ့ရေတပ်ဦးစီးချုပ်ဟောင်းဦးစိုးသိန်းရေးသားထားတဲ့ဒီမိုကရေစီဒုတိယအစိုးရတဲ့နဲ့မြန်မာနိုင်ငံဒုတိယတွဲစာအုပ်မှာအာနာမသိမ့်ပြီးစတဲ့ပွဲအာနာသိမ့်ပြီးနောက်စတဲ့ပွဲတက်ထောက်ခံပွဲစုစုပေါင်း22ပွဲကို ခင်ရီစီစဉ်သည်လို့အသေးစိတ်ရေးသားထားပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုစစ်ကောင်စီကလက်လွတ်လိုက်ရခြင်းကြောင့်မန္တလေးမှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်နဲ့နေပြည်တော်တိုင်းစစ်ဌာနချုပ်များကိုတိုင်းရင်းသားများနဲ့မဟာမိတ်တပ်ဖွဲ့များကဝင်ရောက်စီးနှင်ချိန်မုံနိုင်မဲ့အခြေအနေများဖြစ်ပေါ်လာနိုင်တယ်လို့တွက်ဆချက်များပေါ်ပေါက်နေတယ်လို့သိရပါတယ်2021ခုနှစ်ဖေဖော်ဝါရီလအာနာမသိမ်းပြီးရပ်ပိုင်းအလို့မှာရုရှားကာကွယ်ဝင်ကြီးအဖွဲ့နေပြည်တော်ကိုရောက်ရှိလာခဲ့ပြီးတော့အာနာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့ခေါင်းဆောင်အားအလဲအပတ်လာရောက်ရန်တရားဝင်ဖိတ်ကြားခဲ့ တဲ့တခုတည်းသောနိုင်ငံဟာရုရှားနိုင်ငံဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းကွန်မှုမြို့နယ်ကစစ်မှုထမ်းအပတ်စဉ်တင်းတန်းစင်တပ်သားတဲ့လူငယ်၄ဦးဟာလာရှုံမြို့ကိုအပုတ်ခံခဲ့ရပြီးတော့တိုက်ပွဲအတွင်းမှာနှောက်ဦးသေးဆုံးက၂ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ30ရက်နေ့တန်ရန်မြို့နယ်က နတ်မူဆဲနောင်လိုင်တို့ကိုဖျက်ဆီးပြီးတော့လာရှိုးဘက်ကိုစစ်ကူသွားတဲ့စစ်ကောင်စီတပ်အင်အား300ဝန်းကျင်ထဲမှာကော်မူးမြို့နယ်ပတ်စင်တက်တင်းတန်းစင်တပ်သားတဲ့လူငယ်၄ဦးပါဝင်တယ်လို့သိရပါဗါးအဲ့ဒီစစ်ကူစစ်ကြောင်းကို MNDAA တပ်ဖွဲ့ကကြားပြတ်တိုက်ခိုက်ခဲ့ရာစစ်သား100နီးပါးတေဆုံးခဲ့တယ်လို့သိရပါဗါးတေဆုံးသွားတဲ့လူတွေထဲမှာကော်မူးမြို့နယ်ကလူငယ်တပ်သားတဲ့2ဦးပါဝင်ခဲ့ပြီးတော့2ဦးကတော့ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့သိရပါဗါးလာရှိုးကိုစစ်ကူသွားရင်းနဲ့တေဆုံးခဲ့တဲ့တပ်သားတဲ့လူငယ်2ဦးဟာကော်မူးမြို့နယ်ငှက်အော်ဆန်ကျေးရွာကကိုရဲနဲ့ မဆယ်စိတ်ခြေရွာကလာမင်းတန်းခေါ်ချက်ဖောင်းလို့ဖြစ်တယ်လို့သိရပါဗျ။ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့နှစ်ဦးကတော့မဆယ်စိတ်ခြေရွာကတန့်စဉ်6ရောက်ပြန်နဲ့မဆယ်စိတ်ခြေရွာကဇေယဲထက်ခေါ်နွားကြီးအရေးပေါ်တင်ထားရတော့ဖြစ်ကြောင်းသိရှိရပါဗျ။ကော်မူးမြုပ်နယ်မှာစစ်မှုထမ်းအပတ်စဉ်ပထမအုပ်မှာပါသွားတဲ့လူငယ်၄ဦးဟာ လာရှုံမြို့ကိုစစ်ကူသွားရင်းနဲ့ဇူလိုင်လ30ရက်နေ့မှာကားမိုင်းဆွဲခံရပြီးတော့နှစ်ယောက်တေဆုံးတယ်နှစ်ဦးကတော့ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါ့အပြင်ကော်မူးမြို့နယ်အတွင်းမှာမဆယ်စိတ်ကြီးရွာကအုတ်ချုပ်ရေးမှုစံလွင်ခေါ်ငဆန်ကြီးစေအိမ်မူအောင်အောင်ခေါ်ဒူးမဲစေအိမ်မူငဇော်လေးငှော့ဆန်ချေးရွာကအုတ်ချုပ်ရေးမူကြော်စီရ ချောင်းကိုချန်ကြီးရွာကလက်နက်ကိုင်အုပ်ချုပ်ရေးမှုတန်းစော်ရေတာရှိကြီးရွာကအုပ်ချုပ်ရေးမှုဝင်းကျော်ဦးတို့ကကြီးရွာများကလူငယ်များကိုချိမ့်ချောက်ဖမ်းဆီးပြီးတော့စစ်မှုထမ်းခိုင်းနေတယ်လို့သိရပါတယ်။ကော်မူးညွန့်နယ်မှာရှိတဲ့ကြီးရွာများကတရွာကိုအ ਨੇ စုံစစ်မှုထမ်းလူငယ်တအုပ်မပေးရင်ငွေကျပ်85သိန်းအုပ်ချုပ်ရေးမှုများနဲ့စစ်တပ်ထမ်းကိုပေးဆောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်တာမြို့ကကားသုံးစီးနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၃ဦးတေဆုံးပြီးတော့ကားတစ်စီးပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ31ရက်နေ့မွန်လွယ်တနအိုင်ကန်းကနေပြီးတော့တောင်တာမြို့ကနေအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်60ခန့်လိုက်ပါလာတဲ့ကားသုံးစီးကို တောင်သားကြီးရုံးစင်ကြီးလမ်းမပေါ်မှာတောင်သားမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအလဲကားကိုထိမှန်ခဲ့ပြီးတော့ကားပျက်စီးသွားတယ်လို့သိရပါဗါတယ်အဲ့ဒီကားပေါ်မှာလိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်တောင်သားကနေရုံးစင်ကြီးမလိုင်းမိထီလာဘက်ကိုသွားတာအကုန်လုံးဆိုရင်တော့အယောက်60လောက်ပါတယ်ထိတဲ့ကားကတော့အဲ့ဒီနားတွေထိုးရက်သွားတာညနေပိုင်းလောက်ကြာမှအင်အားဖြည့်ပြီးတော့ပြန်လာဆွဲသွားတယ်သေးတာက၃ဦးသေးတာထိခိုက်တာကတော့များတယ် နာရီကားတွေနဲ့တောင်သာစီးဟုန်တွေကိုတဲသွားတာရှေ့ဆုံးတစည်းကတော့ရုံးစင်ဘက်ကိုဆက်ပြီးတော့မောင်းပြေးတယ်နောက်ကတစည်းကနောက်ပြန်လှည့်ပြီးပြေးတာတောင်သာကိုပြန်ပြေးတာရှေ့စီးနဲ့နောက်စီးလောက်ပဲရန်တမ်းပြစ်တာတွေရှိတယ် မိုင်းထိွားတဲ့ကားကတော့ပြန်မပြစ်နိုင်ဘူးလို့တောင်သာမြို့နယ်ပကဖကတောင်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာပျက်စီးသွားတဲ့ကားကိုတောင်သာမြို့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများအင်အားအများပြားနဲ့လာရောက်ပြီးတော့ရုံးစင်ကြီးရွာဘက်ကိုဆွဲယူသွားကတေဆုံးတန်ရရတဲ့စစ်သားများကိုနာယီကားများနဲ့တောင်သာမြို့နယ်ဆေးုံဘက်ကိုတဲဆောင်သွားတယ်လို့သိရပါတယ်ကြီးတုကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေစိတ်မှာအသက်23နှစ်ကနေအသက်32နှစ်အတွင်းအမျိုးသားများပြည်ပထွက်ခွာမှုအလွန်စီစစ်တင်းကျပ်နေပြီးတော့ PV နိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုထွက်ခွာသူများအချက်အလက်မစုံလင်ပါကအလွန်အရေးခံနေရတဲ့အပြင်ထွက်ခွာခွင့်မရသူများလည်းကြုံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်လေစိတ်မှာအလုတ်ကိုင်း PJ နိုင်ငံကူးလက်မှတ်နဲ့ ်ပြည်တွင်းကိုပြန်ဝင်လာပြီးတော့ပြည်ပနိုင်ငံများကိုပြန်လည်ထွက်ခွာရန်ကြိုးပမ်းနေသူတချို့လေစိတ်ကနေလှည့်ပြန်ခိုင်းမှုများရှိနေတယ်လို့သိရပါတယ်အထူးသဖြင့်အသက်23နှစ်ကနေပြီးတော့အသက်32နှစ်အတွင်းကြာရောက်နေခြင်းပြည်ပအလုံသမားကတ်လို့ခေါ်တဲ့ OWIC ကတ်မရှိခြင်းအခွန်ဆောင်သားမှုမရှိခြင်းပြည်တွင်းကိုလာစားရဲ့25ရာခိုင်နှုန်းပြန်လည်လွှဲပြောင်းပေးထားတဲ့စာရွက်စာတမ်းမပြနိုင်ခြင်းလို့ဆိုရင် ပြည်ပကိုလုံးဝထွက်ခွင့်မပေးတော့ဘဲနဲ့ပိတ်ပယ်မှုများရှိနေတယ်လို့သိရပါဗျ။တချို့အလုတ်အကိုင်း PJ passport တွေကနိုင်ငံသားကနေခဏပြန်လာပြီးတော့ပြန်ထွက်ဖို့လောက်တာမှလေးစိတ်ကအထွက်မခံတော့ဘူး။ OWIC ကတ်မရှိတာအသက်အရွယ်ကအလုတ်သမားဝင်ကြီးဌာနကပိတ်ပင်ထားတဲ့အသက်23နှစ်ကနေအသက်32နှစ်အတွင်းကြာရောက်နေတာအခွန်မဆောင်ထားတာ ပြည်တွင်းကိုလာစာရဲ့25ရာခိုင်နှုန်းပြန်မလွှဲထားတာအကြောင်းမျိုးမျိုးပြပြီးတော့လေးစိတ်ကနေထွက်ခွဲမပေးတာအဲ့ဒီတော့ PJ အလုတ်ကိုင်သမားတွေပြည်တွင်းကိုအရေးပေါ်မရှိလို့ရှင်ပြန်မလာကြပါနဲ့ပြန်ထွက်ရတာအရန်ကိုခတ်ခဲပါတယ်နိုင်ငံကူးလက်မှတ်ကို PJ ကနေ PV ကိုလည်းပြောင်းလို့မရတော့ပါဘူးထပ်ပြောပါမယ်နိုင်ငံသားရောက်ပြီးတော့နိုင်ငံကူးလက်မှတ် PJ ကင်ထားတဲ့မြန်မာတွေအလုံးပြည်တွင်းကိုပြန်မလာပါနဲ့လို့ပြည်ပအလုတ်ကိုင်အေဂျင်စီတစ်ခုကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒါအပြင်အလဲအပတ် PV နိုင်ငံကူးလက်မှတ်နဲ့ ်ပြည်ပကိုထွက်ခွာသူများတဲ့ကအသက်23နှစ်ကနေအသက်32နှစ်အတွင်းရှိတဲ့အမျိုးသားများကိုရန်ကုန်လေစိတ်မှာစီးစစ်မှုများရှိနေပြီးတော့ Showmany Return Ticket Hotel Booking အစရှိတာတွေကိုပါစီးစစ်နေတယ်လို့သိရပါတယ်။စာရွက်စာတမ်းများနဲ့အချက်လက်မစုံလင်ပါကအလွန်ရစ်ပြီးတော့ငွေကြေးတောင်းခံမှုများလည်းရှိနေတယ်လို့သိရပါတယ်။တချို့သူတွေကိုလေစိတ်ကနေလှည့်ပြန်ခိုင်းမှုတွေတောင်ရှိနေတယ်လို့သိရပါတယ်။အခုကအရန်ကိုမှန်းဆရခတ်နေတယ်။ဘာမှုနဲ့ဘလို့လုံနေကြမှန်းကိုမသိဘူး။ PV နဲ့စာရွက်စာတမ်းအချက်လက်တွေစုံလင်တာတောင်မှ ပတ်စံတောင်းခံနေရတဲ့သူတွေလည်းရှိနေတယ်တချို့လည်းလှည့်ပြန်ရတယ်ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းကိုမသိဘူးတရားဝင်လိုက်နိုင်ရမယ်စီကန်းဆိုတာမျိုးထုတ်ထားတာလည်းမရှိဘူးအရာရာအလုံးကလေစိမ့်မှရှိတဲ့လာဝကရဲနဲ့စစ်ထောက်လမ်းရဲတွေသူတို့လှုပ်ချင်တာကိုလှုပ်နေကြတာပြည်သူတွေကခံနေရတယ်လို့အခုရက်ပိုင်းအတွင်းလေစိမ့်ကနေလှည့်ပြန်ခဲ့ရတယ် PV နိုင်ငံကူးလက်မှတ်ကင်ဆောင်ထားတဲ့လူငယ်တအုပ်က သတင်းပေးဖို့ပြောဆိုထားပါတယ်စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်နဲ့ပြည်ပကိုအလုံးလောက်ရန်ထွက်ခွာနေမှုများကိုတင်းတင်းကြပ်ကြပ်စီစစ်ရန်ညွန်ကြားမှုများထွက်ပေါ်လာပြီးတဲ့နောက်မှာရန်ကုန်လေစိတ်မှာအခုလိုမျိုးပြည်ပကိုထွက်ခွာမှုများကိုစီစစ်မှုများရှိလာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you